အဘဘူမင်းကအဆောင်ရှောက်နေတဲ့ညစ်တဲ့နေဖြစ်သွားတယ်အဲ့တော့ကိုပြည့်ချင်တာဒီအဘဘူမင်းကတိုင်တယ်ပြီးတော့ရှင်မှန်းပြီးတော့လှုပ်လှုပ်မဆွေးပို့ပြီးတော့အောင်မြင်တဲ့နေ့တဲ့နေ့ဖြစ်ပါတယ်ထို့ပြင်တော့ဝက်လုပ်ငန်းဝါလုပ်ငန်းအလားပုံပစ္စည်းချောင်းဝယ်လုပ်ငန်းရှေးတန်းလုပ်ငန်းရွှေတူးဘော်ကြီးလုပ်ငန်းရှင်နံလုပ်ငန်းစတဲ့လုပ်ငန်းတွေကိုလည်းစတဲ့တဲ့နေ့တည်ထောင်တဲ့နေ့တဲ့နေ့ဖြစ်ပါတယ် သွားတဲ့နဲ့ရက်ဒီတာလက်နဲ့ရက်ဒီကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရှိစုစုကိုသွားခြင်းအဖြစ်လက်လာပါတွေချွေမယ်ငွေတွေဝင်မှာပဲဖြစ်ပါတယ်မသွားတဲ့နဲ့ရက်ဒီတာရှောင်ရှားတဲ့နဲ့ရက်ဒီတာတွေညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရှိရောက်ရကိုသွားခြင်းလို့လုံးဝလုံးဝရှောင်ကျင်တဲ့နေတဲ့နေဖြစ်ပါတယ်လက်ပြီးကလာတခုညွှန်ကြားပြဆိုရမယ်ဆိုရင်အရှူရောင်အွားရောင်အသားရောင်စင်စွဲရောင်ပါတော်ဝိစာတွေကိုဝိစင်ရမှာဖြစ်ပါတယ် ဒီထိုးကန်ဆန်းကျင်တဲ့သူတွေကအတွက်ကတော့2 1 1 2အတွဲလိုက်စတဲ့ဒီကိုထိုးကျင်ရတယ်ဒီစုကြီးနဲ့တိုးစီနိုင်မှာပဲဖြစ်ပါတယ်ဘုရားဘာသာပို့ွက်တဲ့သူတွေအတွက်ဒိဋ္ဌပိတမျိုးကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့ဝိဇ္ဇာဆိုင်နာတတ်မယ်တော့အောင်ပြီဆိုတနည်းကိုဒီ3ဘက်စိတ်ကောင်းတယ်ဖြစ်ပါတယ်ကတရားအကောင်းဘက်ကိုဥတည်ပြီးကြောင်းတဲ့နေရာပြဿနာရပါလို့ရှိပါတယ် ဒီလိုနေ့မျိုးမှာမွေးဖွားတဲ့နေ့နဲ့တာသမီတွေကတော့စိတ်ကြအကောင်းနဲ့လူွားလေးပြောတာကိုတွေ့ရတယ်။ဘဝမှာကောင်းတာပဲလို့ဆိုးတာပဲလို့နှစ်ကြိမ်နှစ်ခါထဲရထဲဖြစ်တဲ့တဲ့သဘောလေးတွေတွေ့ရတယ်။ဘဝတက်တာကျူးပြီးတော့အဆောင်ပါ။အစဲရောက်ကြပဲဖြစ်ပါလေ။ဒီလိုနေ့မျိုးမှာမိတို့အတွက်ရည်ကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်ညစွာဘုရားရှင်ကိုလိုမြေကြီးကိုကြွားလို့ခုနကကတ်လို့ပြီးတော့ဒုတိယပြီးတော့ကိုပြည့်ရှင်နဲ့ဆန္ဒလေး လေးရဲနဲ့ယုံကြည်ခြင်းနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရီဆုတောင်းပါဒီလိုနေမျိုးကမိမိတို့အတွက်ရည်ကြီးတဲ့ရောင်းကုန်ပစ္စည်းတွေအမြန်တမ်းရောင်းထွက်ခြင်းနဲ့ဆိုရင်တော့ဒန်းကြီးညွန့်ခွန်နိုင်ညွန့်နဲ့ထီးပြီးတူပြီးခောက်ပြီးဆုတောင်းပါဗျာဒါဆိုရင်တော့ကိုရောင်းခြင်းနဲ့ပစ္စည်းတွေဟာတိတိတသက်လေးလေးမြေမြေနဲ့အမြန်ဆုံးရောင်းထွက်ပြီးတော့မြဝါထင်ထင်တွေ့နေရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထားရောက်နေပါဗျာဒီနေ့ဒီရက်ဒီခြေရည်စပြီးတော့ လူချင်းမျိုးလုပ်ငန်းဆောင်တာများပြီလေအောင်မြင်တဲ့အောင်မြင်ခြင်းတိုးတက်တဲ့တိုးတက်ခြင်းမဟုတ်ချမသိဖြစ်ပါစေသတည်းတောလန်တာလူလာလန်ဖြောက်ပါစေသတည်းပေးပြရာဝီးกว่าပါစေသတည်းမိုးစံပတ်မှာလန်ဖြာနိုင်ပါစေသတည်းဘဝစာများများဆိုပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေသတည်းជីវတုတဲ့အောင်မြင်ချမ်းသာပါစေသတည်းစီးပွားတုံးစွာတိုးပါစေသတည်းအသက်ရှူတိုင်းဝေဝင်ချမ်းသာစေသတည်းဟုကျွန်ုပ်ထပ်အောင်လည်းက မြင့်မြတ်တို့မိသားစုဟာဒီညာကနေစူတောင်းနေတာများလှိုက်လိုက်လေလေပူတာလိုက်ရတော့ပါဗျာမိမိတို့ရဲ့စီးပွားရေးအခြေအိမ်နာရေးစားရကကြမှာ hostel တွေကိုမေးလခါပဲပဲမှာအချိန်ကုန်ပတ်သက်စားနဲ့ online ကနေပြီးတော့မြင်မြင်နိုင်ပါတယ် online ပဲတွေမြင်မြင်လို့ပါကမေးလ application ရဲ့ online ပဲတွေကဏ္ဍကနေဝင်စာမှုရယူပြီးတော့မြင်မြင်နိုင်ပါပြီ